အားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာတော့မြန်ရာစာတွတ်ပြီးကျွန်ုပ်နဲ့စုပ်ဖွားတတ္တဝါကြီးဆိုတဲ့ဇာတ်လမ်းတွေကအခန်းတက်ဘူဆန်းတော်နေ့တနေ့ဆိုတာကို တင်ဆက်သွားမှာဖြစ်ပါတယ်ဗျအားလုံးပဲကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျဒီနေ့နိုင်ကျွန်တော်ဟာစိတ်မပြတ်စဖူးကြုံရည်အလုပ်ကိုစိတ်ပြတ်မိတဲ့အခါနဲ့ကြုံကြိုက်နေတော့တယ်ခုနေ့ကတော့ရာသီဥတုအုံမိုင်းပြတဲ့နေ့လေးတနေ့ပဲဖြစ်တော့တယ်သို့တော်လဲကျွန်ုပ်ဖို့မှာတော့ ဝမ်းစာရှာဖွေရ၌ရာသီဥတုကိုဂယုထရှောင်ရှားမနေနိုင်သည့်တေးသည့်ဘဝမှုတပည့်ကျော်ပိုက်ကလေးနှင့်အတူလက်ဆွဲတော်နှလုံးပြုကိုကင်ဆောင်ပြီးတော့တုံးလေးကိုဝင်လာခဲ့တော်လေကျွန်ုပ်ဟာဗုဒ္ဓဘာသာဝင်ပြီပြီသူတသက်ချင်းသည်မကောင်းမှုမှန်သိတော်လေမျိုးရိုးစင်ဆက်လောက်ကင်လာသောလုပ်ငန်းဖြစ်ကကျုပ်ကိုယ်တိုင်မှလည်းဒီမုတ်ဆိုးလောက်ကလွဲပြီးတော့တခြားလောက်ကိုမလောက်ကင်တက်တော့ကြောင့်ဒါပဲလုပ်နေရတာဗျတို့တော်လေတခုတော့ဖြေတာသေးတယ်ဗျမုတ်ဆိုးနဲ့တငါတယ်ဆိုတာက အကုသို့အလုံးနဲ့အသက်မွေးရတဲ့သူတွေလေဒါပေမဲ့ကျွန်တော်တို့ဟာတငါသေးအလုတ်ထက်စာရင်တော့အကုသို့နည်းပါသေးရဲ့ဗျာမုံဆိုးတသက်ကွန်တချဲဆိုတဲ့စကားကလည်းရှိသေးတယ်မဟုတ်ပါလားတလားကိုနှစ်ကြိမ်သုံးကြိမ်ပဲကြောက်ကတောပြစ်ထွက်လေရှိတယ်ဗျဒါကောင်ကြီးများကိုရရှိခဲ့ရင်တော့ကျန်တဲ့ရများမှာထိုင်ပြီးတော့စားတောက်ရုံပဲလေတခါတလေတော့ဗျာတောပြစ်ထွက်ရင်ဒါကောင်ကြီးလည်းတကောင်ငယ်လည်းနှစ်ကောင်သုံးကောင်ထက်ပိုပြီးတော့ပြည့်ရလေရှိတယ်တငါသေးတို့အဖို့ကတော့ဗျာ ွန်တစ်ချက်ပစ်လိုက်တာနဲ့ပိုက်ကွန်ထဲမှာပါလာတဲ့ငါးပစွန်များစွာအသက်ကိုဆုံးရှုံးရတယ်မဟုတ်ပါလား။ဒါကြောင့်ကျုပ်တို့မုတ်ဆိုးလောက်ကတငါတဲ့ဆိုင်ရင်တော့အကုသူနေသေးတယ်လို့ဆိုရမှာပဲလေ။ကျုံမအဲ့ဒီလို တွေးတော့ရင်လည်းဒေါ်ထဲမှာလမ်းလျှောက်လာခဲ့တော့တယ်။ပေါ်တဲ့တွင်အတူတူလမ်းလျှောက်လာရင်လည်းကျုပ်ရဲ့တပည့်ကျော်ပိုက်ကလေးမှာငူတူတူငိုင်းတတိုင်ဖြစ်နေတော့လေဆရာတို့နှုတ်ဆက်လာကြလားဗျ ဟေးနှုတ်ဆိတ်ဆိုငါအမဲပြစ်ထွက်လာတာကွစကားပြောဖို့ထွက်လာတာမှမဟုတ်တာအတူသွားတူလာအချင်းချင်းပြစကားပြောသွားတော့မပြည့်ရတော့ဘူးပေါ့ဆရာတို့ရလူစကားကိုကြားတဲ့အခါမှာတော့ကျုပ်ကရီမိသွားတော့လေအိုက်ကလေးရဲ့မင်းနဲ့ငါအခုမှတွေ့ကြတာမှမဟုတ်ပဲကွအိမ်မှာတနေကုန်တွေ့နေကြတာပြောစရာစကားရှိသေးလို့လားမင်းဘာတွေပြောမှလဲလူစကားကြောင့်ဘိုက်ကလေးဟာစိတ်သက်သာသောဟန်နဲ့ငြိမ်ကုတ်သွားတော့လေ ခုနေ့ကတော့အမဲပြေရမှာလဲစိတ်မပါတော့နေ့တနေ့ပဲဖြစ်တယ်ဗျဒါကြောင့်ပြစ်ခတ်ရမှာလဲအလွဲ့လွဲ့အချော်ချော်ပဲဖြစ်နေတယ်လေတမင်းတကောင်တွေ့လို့ပြစ်လိုက်တဲ့အခါမှာလဲလွဲသွားပြန်နေဗျာလေဘိုက်ကလေးပြန်ကြရအောင်ကွာဒီနေ့တော့အကျိုးမပေးဘူးဟာဆရာတို့ကစိတ်မှမဝင်စားပဲနဲ့ဗျာကျွတ်တို့နေရောင်ဟာတားကောင်မရတဲ့ဖြစ်အိမ်ပြန်ဖို့ပြင်နေစင်မှာပဲချုံချုံတိုင်း အရွက်များခူးစားနေသောစိုင်းကြီးတကောင်ကိုတွေးလိုက်၍ကျုံမှလည်းမုတ်စိတ်ပြားဆွဲဟုတွေးပြီးတော့ခေါင်းကိုချိန်တွယ်ကပြစ်လိုက်တော့တယ်။လွတ်သွားပြီဆိုသဖြင့်ပြစ်ကွင်းကောင်ကိုရွေးချင်မနေတော့မနဲ့ကျုံတလို့ပြစ်လိုက်ခြင်းဖြစ်တယ်ဗျ။ဒါပေမဲ့လည်းစိုင်းကြီးရဲ့ခေါင်းကိုတက်နဲ့ထိမှန်ပြီးတော့စိုင်းကြီးမှလဲကျသွားတော့တယ်။ဆိုကြောင်ကျုံနေပိုက်ကလေးမှလည်းအားရဝန်တာနဲ့စိုင်းကြီးနာတို့ပြေးသွားတော့တယ်။ ဆိုင်းကြီးစီကိုရောက်တဲ့အခါမြင်လိုက်ရတော့မြင်ကွင်းမှာကျုပ်တို့နှစ်ယောက်လုံးအားရင်နဲ့စိုးနေသွားစီတော့တယ်။ဘာကြောင့်လဲဆိုတော့ဆိုင်းကြီးဟာကိုဝင်အရင်အမှနဲ့ဆိုင်းမကြီးတကောင်ပဲဖြစ်နေတော့တယ်ဗျ။ကျွန်ုပ်ဤအလော30၊စင်ကျင်မှုနေပါတော့ကြောင့်ဖြစ်ရတာဗျ။ဆိုင်းကြီးရဲ့ကိုလုံးမှလည်းခြုံပုံးနဲ့ကွယ်နေတဲ့ဖြစ်ကိုဝင်ရှိတာကိုမမြင်လိုက်ရဘူးလေ။ဒါကြောင့်ပဲကျုပ်ခေါင်းကိုပြစ်မိတာပေါ့ဗျာ။ကျုပ်တို့မုတ်ဆိုးတွေမှာလိုက်နာရမယ်စီကန့်ရှိတယ်ဗျ။ ကိုဝင်ရှိတဲ့တားကောင်တွေကိုမပစ်ခက်ရကျင်နာမှုကြောင့်ရှောင်ကွေးရတဲ့သဘောပေါ့ဗျာမျိုးတုံးငန်ဒီတက်တော်ဝါတွေတွေ့ရင်လည်းမပစ်ရဘူးဗျဝေးကစားကလေးရှိတဲ့တားကောင်တွေဗိုက်ကျင်းနေတဲ့တားကောင်တွေကိုလည်းမပစ်ရဘူးဗျအနေအများရဲ့တော်လဲမှာဝေးကင်းစားကလေးတွေကိုစောင့်ရှောက်ဖို့အတွက်မိခင်တယောက်လည်းလိုအပ်တယ်လေမိခင်တားကောင်ကြီးများကိုပစ်ခက်ရင်ကျန်တဲ့တားကောင်ငယ်များမှာသူတို့ဘာသာသူတို့မစောင့်ရှောက်နိုင်တဲ့အတွက်ကြောင့်တည်ရမှာပဲလေဗျာဒါကြောင့်ကျုပ်တို့မှာဝေးကင်းစားကလေးရှိတဲ့တားကောင်ကြီးများကိုဝင်ရှိနေသောတားကောင်များ မျိုးတွန်းပြောက်ွယ်ခံဖြစ်သောသားကောင်များကိုမပစ်ခတ်ရမှာကျုပ်တို့ရဲ့မုတ်ဆိုးစည်းကမ်းပဲဖြစ်တော်တယ်။အခုတော့ကျုပ်ပြစ်လိုက်ဒီမှာကိုဝင်ရစ်မှန်းနဲ့ရှိနေသောစိုင်းကြီးပဲဖြစ်တော်တယ်ဗျ။ဒီကောင်ကိုရွာပြန်တဲသွားပြီးတော့ဖျက်လို့ရှင်လေဗျာ။ဘိုက်ထဲကသားကောင်ငယ်ကိုတွေ့ရင်ကျုပ်တို့မှာပိုစိတ်ဆင်းရဲနေရမှာလေ။ကျုပ်အဲ့ဒီလိုတွေးနေစင်မှာပဲဘိုက်ကလေးကဆရာတို့ကျုပ်တို့ဘာလုပ်ကြမလဲဗျ။ဘာမှလုပ်เสียရမလို့တော့ဝေ။ဒီအတိုင်းပြစ်ထားခရင်လေကြာစာဝက်စားဖြစ်နေရုံပဲ။ဒီတော့ကျွင်းတူးပြီးတော့ပဲမြုပ်ခဲတာကောင်းနေခွာ။ အဲ့ဒီလိုနဲ့ကျုပ်တို့ဆရာတပည့်နှစ်ယောက်မှပြင်ပမှန်မှန်ကျွန်းတူးပြီးတော့ဆိုင်းကြီးကိုမြေမြုပ်ကရွာသို့ပြန်လာခဲ့ကြတော့တယ်အိမ်တို့ပြန်ရောက်တဲ့အခါမှာကျုပ်တို့မှာလက်ကြီးတသက်ဖြစ်နေတာကိုမြင်လိုက်ရတဲ့မသိမြင်ကတော့ဒေါသထွက်ဟန်ဖြစ်နေတော့တယ်ဗျဒါကြောင့်ကျုံမှာမသိမြင်ရာဖြစ်ချောင်းကုံစင်ကိုရှင်းပြရလေတော့တယ် မတင်မြင်ဟာလဲကြုံရှင်းပြတဲ့စကားတွေကိုနားထောင်ပြီးတော့မှသူ့ရဲ့ဒေါသတွေပြေပြောက်သွားတော့လေရှင်ဆောင်ရွက်ခဲ့တာကောင်းပါလေကိုတုပ်ပြည့်ရဲ့ကြုံအပြစ်မတင်ပါဘူးဘုံညာဖို့တော့ကြုံမှာစိတ်သက်သာရမရပဲနဲ့အိမ်မပြောနိုင်မဲရှိနေတော့လေမနေ့ရောက်ရင်ရွာဦးကျောင်းဖုန်ကြီးထံဤကိစ္စကိုသွားပြီးတော့ရှောက်ထားရမလားလို့စဉ်းစားသေးတယ်ဗျဒါပေမဲ့လဲရွာဦးကျောင်းဆရာတော်ကကြုံရဲ့ငေကြောက်ဆရာတော်လည်းဖြစ်တယ်လीဒါကြောင့်တော်ရုံမလျှောက်ဘူးဗျ ဒါကြောင့်မြောက်ဖျားပိုင်းမှာရှိတဲ့ဦးထွန်းစားထံသွားဖို့ပဲကျုပ်မှစဉ်းစားပြီးတော့အိယာဝင်ခဲ့တော့တယ်။ဦးထွန်းစားဆိုတာကတော့ဗျာဘုံကြီးလူထွက်တူဖြစ်တယ်ဗျ။အချင်းရသမျှတရားစာအုပ်တွေကသာဖက်ရှုနေလေရှိသဖြင့်ရွာဦးကျောင်းဆရာတော်နဲ့ပင်အပြိုင်တရားဆွေးနွေးနိုင်တယ်လေ။ဒါကြောင့်ကျုပ်မှလည်းသူ့ထံသွားပြီးတော့ကျုပ်ရဲ့ကိစ္စကိုဆွေးနွေးတိုင်ပင်မှုဆုံးဖြတ်လိုက်တော့တယ်။အဲဒီလိုနဲ့မနေ့ရောက်တဲ့အခါမှာတော့ကျုပ်ဟာရွာမြောက်ဖျားမှရှိတဲ့ဦးထွန်းစားရဲ့အိမ်သို့တယောက်တည်းထွက်လာခဲ့တော့တယ်။ ဥထွန်းစာအိမ်ကိုရောက်တဲ့အခါမှာတော့ကျုပ်ရဲ့ဖြစ်ကြောင်းကုံစင်တွေကိုဥထွန်းစာအပြောပြတော့လေအဲဒီအခါမှာတော့ဥထွန်းစာဟာဒီကိစ္စအတွက်နဲ့ဒီလောက်စိတ်မပူနေပါနဲ့ကွာလူဆိုတာကံပြစ်ချရနေရမှာပဲနေကြရတာမင်းဘဝရေဆက်ဆိုတာကမုတ်ဆိုးလုံစားဖို့အကြောင်းဖန်လာတာမို့ဒီဘဝကမလွတ်မြောက်နိုင်တဲ့ခင်မင်းအနေနဲ့တက်နိုင်တယ်မြတ်ကုသိုလ်ကောင်းမှုလေးတွေလုပ်ပြီးတော့နေသွားရမယ်ပြုသမျှကုသိုလ်တွေနဲ့ပတ်သက်လို့လဲ အမြဝေပြီးစူတောင်းတဲ့အခါကျောက်ကိုယ်တိုင်မနစ်သက်သောအီမုတ်ဆိုးဘဝမှာနောင်တမလွန်တန်တရာအဆက်ဆက်လွတ်မြောက်ရပါစေလို့စူတောင်းရမယ်ကွ။ဦးထွန်းစာဟာကျုပ်ကိုအဲ့ဒီလိုအကြံပေးတော့လေ။ကျေးဇူးတင်လိုက်တာဆရာကြီးရေ။ဒါဆိုရင်ကျုပ်အဲ့ဒီလိုလုပ်မယ်ဗျာ။ကျုံမှလည်းဆရာကြီးရဲ့ဩဝါဒစကားကြောင့်အတော်ပင် ဖြေတဲ့ရရသွားပြီးအိမ်တို့ပြန်လာခဲ့တော့လေ။အဲ့ဒီနေ့မှစပြီးတော့ကျုပ်ဟာကောင်းမှုကုသိုလ်တွေကို ပြုနိုင်တဲ့မြန်ပြုတယ်ဗျ။အိမ်ကိုလည်းဥစဉ်တစ်ပါးဖိတ်ပြီးတော့ နေ့စဉ်မပြတ်ဆိုးလောက်လူတယ်ဗျတခြားသောအချိန်များမှာတော့ဒီလမဆောင်စည်းနိုင်တော့လဲဝါရင်းကာလမှာတော့ကျုပ်ဟာဥပုံမပြတ်စောင့်တည်နိုင်အောင်ကြိုးစားခဲ့တယ်ဗျနောက်တစ်ပိုင်းမှာတော့ကျုပ်ရဲ့ဘဝကုသိုလ်ကောင်းမှုကြီးပြုလုပ်ဖို့အတွက်အခွင့်အလမ်းပေါ်ပေါက်လာပုံကိုဆက်လက်ပြောပြသွားမယ်ဗျာဒါကြောင့်ကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျအားပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ညာရစာတွတ်ပြီးလာပြီဟဲ့ တပည့်ကျော်ဘိုက်ကလေးလေးပါတယ်နော်။